လာရှုမြို့မှာလူငယ်တွေကိုစစ်သားစုဆောင်ဓာတ်တွေစစ်မှုမထမ်းမနေရတတ်မှတ်ဓာတ်တွေလုံးဝမပြုတ်လုတဲ့အကြောင်းကို MNDAA ကမြို့ကန်ပြည်သူတွေကိုရှင်းလင်းပြောကြားခဲ့တဲ့အပြင်လာရှုပြည်သူတွေအင်တာနက်အသုံးပြုလို့ရအောင်ရက်ကွက်တစ်ခုစီမှာဆက်သွယ်ရေးကွန်ရက်ဆာဗာတစ်ခုစီတက်ဆင်ပေးပြီးအခမဲ့အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့လည်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဩဂုတ်လ16ရက်နေ့ကပဲလာရှုမြို့ရက်ကွက်3နဲ့ရက်ကွက်4တို့မှာလာရှု area စစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့ကနေလူထုတွေ့ဆုံဘွဲ့ကိုပြုလုပ်ပေးခဲ့ပြီး ပြည်သူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မှုအတွက်ပြည်သူတွေနဲ့အတူတကွပူးပေါင်းပါဝင်နိုင်ဖို့မြို့ကန်ပြည်သူတွေနဲ့တွဲဆုံခဲ့ကြတယ်ဆိုပါတယ်။အဲဒီတွဲဆုံပွဲမှာ MNDAA ရဲ့ Lashu Area စီရဲ့အုပ်ချုပ်မှုကော်မတီလူထုလုပ်ငန်းအဖွဲ့အကြီးအကဲက MNDAA ဘက်ကနေလူငယ်တွေကို စစ်သားစုဆောင်းဓာတ်တွေစစ်မှုမထမ်းမနေရတတ်မှတ်ဓာတ်တွေလုံးဝမပြုတ်လုပ်တဲ့အကြောင်းနဲ့မာမိတ်တပ်တွေဟာပြည်သူတွေကနေစဉ်သက်လာတဲ့ပြည်သူအတွက်တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တဲ့အတွက်ပြည်သူတွေရဲ့အကျိုးစီးပွားထိခိုက်စေမဲ့အလုပ်တွေကိုလုံးဝလုပ်မှာမဟုတ်ဘူးလို့လည်း ပြည်သူတွေကိုရှင်းပြတော့ပါလေတစ်ဖက်မှာစစ်ကောင်စီဘက်ကမဟုတ်မမှန်တဲ့ကောလာဟာလတွေကိုဖြန့်ပြီးလူလူတွေနားလည်မှုလွဲအောင်လုပ်နေတာတာဖြစ်တဲ့အကြောင်းတွေလာရှိုးမျိုးလုံခြုံရေးအတွက်မဟာမိတ်တပ်တွေကအရှိန်ဟုန်နဲ့ဆောင်ရွက်ပေးနေသလိုပြည်သူတွေအနေနဲ့လည်းခိုးဆိုးလူရက်ဖောက်ထွင်းတဲ့အမှုတွေအပါအဝင်လာရှိုးမျိုးကတရားမဝင်တဲ့မှုကိဖြစ်ရက်တွေရှိလာတာနဲ့မဟာမိတ်တပ်တွေကိုအချိန်မရွေးတိုင်ကြားနိုင်တဲ့အကြောင်းတွေနဲ့ပြည်သူလူထုနဲ့အတူမဟာမိတ်တပ်တွေကရှိနေပါတယ်ဆိုတဲ့အကြောင်းတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ် ။ဒါပြင်လက်ရှိလက်ရှုပ်မြို့ပေါ်မှာဆက်သွယ်မှုကွန်ရက်ပြတ်တောက်မှုတွေမဖြစ်ရအောင်လက်တလောပြည်သူတွေအင်တာနက်အသုံးပြုနိုင်မှုအတွက်ရက်ကွက်တစ်ခုစီမှာဆက်သွယ်ရေးကွန်ရက်ဆာဗာတစ်ခုစီတက်ဆင်ပေးပြီးအခမဲ့အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့။တစ်ဖက်မှာလည်းမြို့ပြအင်တာနက်ဆက်သွယ်ရေးကွန်ရက်ကိုပါသက်ဆိုင်ရာအဖွဲ့တွေကအမြန်ဆုံးပြန်လည်ပြုပြင်နေပြီဖြစ်တယ်လို့ MNDAA ကလက်ရှုပ်ပြည်သူတွေနဲ့တွဲဆုံပွဲမှာရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါပါခင်ဗျ။တစ်ဖက်မှာတော့အချမ်းပါစစ်ကောင်စီတပ်က ပဲကိုတိုင်းတောင်ကူမြို့နယ်မှာရှိတဲ့အုတ်တွင်းကျွဲပွဲတောင်ကူထန်းတပင်ကျေးရွာတွေမှာရှိတဲ့လူငယ်တွေကိုအိမ်မော်အထစ်တက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးပြီးတပ်သားအထစ်စုဆောင်းနေတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တယ်လို့ပြောပါတယ်။လာမယ့်စက်တင်ဘာလမှာဖွင့်မယ်။စစ်မှုတဲ့အပတ်စဉ်အတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားအထစ်တွေစုဆောင်းလို့မရတော့တာကြောင့်အရင်ကရွာထိပ်လမ်းစုံလမ်းဝတွေမှာသာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုတ်တဲ့စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက အခုဆိုရင်ဂျေးရွာတွေကနေအိမ်တွေပေါ်အထိတက်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီလိုဖမ်းဆီးတဲ့အချိန်ဂျေးရွာတွေကအိမ်တွေပေါ်ကိုတက်ပြီးအိမ်နေတဲ့လူငယ်တွေကအစာဖမ်းဆီးနေတယ်လို့ငွေပေးနိုင်တဲ့သူတွေကိုတော့စစ်ကောင်စီတပ်ကပြန်လွှတ်ပေးပြီးငွေမပေးနိုင်တဲ့သူတွေကိုဆိုရင်အောက်တွင်းစစ်တပ်နဲ့ဂျောင်းကိုတပ်သားတွေအဖြစ်တခါတည်းတန်းပို့တာတွေအထိရှိနေတယ်လို့အခုဖမ်းတဲ့အထဲမှာအသက်အရွယ်တောင်မရွေးတော့ပဲလူတွေရှေ့မှာနေ အကြပ်ဖက်စစ်တပ်ကပေါပေါထင်ထင်ပေါ်တာဆွဲဖမ်းဆီးတဲ့အခြေအနေအထိဖြစ်နေပြီလို့ဒေတာကပြည်သူတို့ကပြောထားပါတယ်။ဒါပြင်အကြပ်ဖက်စစ်ကောင်စီကသူတို့ပေါ်တာဆွဲဖမ်းဆီးတာကိုမခံချင်ရင်ဂျေးရွာတွေကတရွာကိုလူငယ်9ဦးကနေ10ဦးထိတပ်သားတစ်အဖြစ်သူတို့ကိုလဆင်ပေးရမယ်ဆိုပြီးတော့ပါပြောတယ်လို့အဲ့လိုမပေးရင်တော့ပေါ်တာဆွဲဖမ်းဆီးတာတွေလောက်ခံရမှာဖြစ်တယ်ဆိုပြီးတော့ပါပေါ်တင်ကြီးပြောဆိုချင်းချောက်သွားတယ်လို့ဒေတာကပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တဖက်မှာတော့ဒင်းသားအတိုင်းကျုံးစုမြို့နယ်မှာ အချမ်းဖတ်စစ်ကောင်းစီအတွက်တပ်သားတစ်တွေလိုက်စုနေတဲ့ပျူစော်တီကောင်းဆောင်နော်မင်းနဲ့ပျူစော်တီကျဲစင်အောင်ဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီဤနှစ်ဦးလုံးသေကုန်ကြပြီလို့ကျိုးစုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့စီကလည်းတည်ရပါတယ်။အော်ဟုတ်လားစကူရနေဖြစ်တဲ့မနစ်ကပဲဒင်းသာအတိုင်းကျိုးစုမြို့နယ်မှာရှိတဲ့မင်းကောင်းစစ်ချေရွာမှာအချမ်းဖတ်စစ်ကောင်းစီတပ်အတွက်စစ်သားအစ်စ်တွေလိုက်စုနေတဲ့ပျူစော်တီကောင်းဆောင်နော်မင်းနဲ့ပျူစော်တီကျဲစင်အောင်ဆိုသူတို့နှစ်ဦးကို PDF တပ်ဖွဲ့တွေကပွားရောက်ဖမ်းဆီးတဲ့အချိန်ပြန်လည်ခုခံတဲ့အတွက် ပြည့်ခတ်ရှင်းလင်းရမှာတော့နှစ်ဦးလုံးပွဲချင်းပြီးကိုသေသွားကြတယ်ဆိုပါတယ်အဲ့ဒီပျူစော်တီကောင်းဆောင်နော်မင်းနဲ့ပျူစော်တီကျေစင်အောင်ဆိုသူတို့ဟာဂျေဝါနေလူငယ်တွေကိုပျူစော်တီအဖွဲတဲ့အတင်းအကျပ်ဆွဲသွင်းဓာတ်တွေလုံနေုံနေမှာကအချမ်းဖက်စကောင်းစီအတွက်စစ်သားအသစ်တွေစုဆောင်ပေးပြီးစစ်တပ်ထဲကိုအတင်းအရမပို့ဆောင်နေတဲ့သူတွေဖြစ်တယ်လို့အခုတော့သေကုန်ကြပြီလို့ကျိုးစုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့စီကနေတိရောက်ပါလိမ့်မယ်တဖက်မှာတော့ ရခိုင်မင်းရဲ့စစ်တွေမြို့နယ်ကပြိုင်းဖြူချေးရွာနေအသက်70နှစ်ကျော်အရွယ်မင်းကလေး2ဦးအပါဝင်အမျိုးသမီးငယ်3ဦးထက်မနည်းကိုအချက်ပစကောင်စီတက်နဲ့ပူပေါင်းအဖွဲ့တွေကအရမပြုကျင့်ခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အရမပြုကျင့်မှုဖြစ်စဉ်တွေဟာအချက်ပစကောင်စီတက်နဲ့ပူပေါင်းအဖွဲ့တွေစစ်တွေမြို့နယ်ပြိုင်းဖြူချေးရွာအတွင်းဝင်ရောက်စီးနင်းခဲ့တဲ့အချိန်မေလကုန်ပိုင်းကဖြစ်ပွားခဲ့တာလို့ဆိုပါတယ်အဲ့ဒီလိုအချက်ပစကောင်စီတက်နဲ့ပူပေါင်းအဖွဲ့တွေရဲ့အရမပြုကျင့်ခံရသူအမျိုးသမီးတွေတဲမှာ အသက်၁၀နှစ်ကျော်အရွယ်ကလေးငယ်နှစ်ဦးနဲ့အသက်၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးအပြင်စိတ်ဝေဒနာခံစားနေရတဲ့အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်ခဲ့တယ်လို့အာရမပြုချင်းခံရတဲ့အမျိုးသမီးငယ်နဲ့နီးစပ်သူဒေသခံတအုပ်ကပြောထားပါတယ်။အဲဒီစစ်တွေမျိုးနဲ့ဗျိုင်းပြူကျေးရွာမှာဒေသခံအယောက်200ကျော်ကိုအချက်ဖက်စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေကရွာတွေကိုဝင်ရောက်စီးနှင်ဖမ်းဆီးပြီးတဲ့နောက်ဒေသခံအယောက်100ကျော်ကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ခဲ့တာတွေ ਨੇ မိန်းကလေးငယ်တွေကိုအာရမပြုချင်းခဲ့တဲ့ဖြစ်စဉ်ကြီးမှာ အချက်ပတ်စကောင်စီတက်တဲ့အတူဒေါ်စောမြရာဇာလင်ဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့မွတ်စလင်နတ်နကိုင်တွေပါပါဝင်တယ်လို့အရခတ်တော်အေအေကထုတ်ပြန်ခဲ့ပါသေးတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေါ်စောမြရာဇာလင်ဥဆောင်တဲ့ ALP ပါတီကအရခတ်တော်အေအေရဲ့ထုတ်ပြန်သလိုအဲ့ဒီဗျာပြူဂျေရွာဖြစ်စဉ်ကြီးမှာသူတို့မပါဝင်ဘူးဆိုပြီးတော့ညှစ်ဆိုထားတယ်လို့အဲ့ဒီဒေါ်စောမြရာဇာလင်ဥဆောင်တဲ့ ALP ပါတီဟာဗျာပြူဂျေရွာတရှိရာစစ်တွေမြို့မှာပဲရှိတာဖြစ်ပြီး အဲ့ဒီ ALB ပါတီကစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆိုပြီးတော့တွစ်ဆုံနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ရေကုံမြို့ကအလုံးမြို့နယ်စင်မင်းစေးကမ်းမတိုင်မှာလိုင်းကရက်ဆောင်နေတဲ့ပြည်သူတွေကိုနိုင်ကလကပြန်လာတဲ့ဇုံတွဲကားကဝင်တိုက်မှုကြောင့်ပြည်သူလေးဦးတေဆုံသွားခဲ့ရပြီးသုံးဦးပြင်းထန်ဒဏ်ရာရထားတဲ့အမှုမှာဝင်တိုက်တဲ့သူတွေဟာခရိုနီသားသမီးတွေဖြစ်နေတယ်လို့ရေကုံမြို့နယ်ပြည်သူတွေကရေကုံခစ်တစ်ကိုပြောထားကြပါတယ်ဖြစ်စဉ်ကတော့ ဩဂုတ်လ23ရက်နေ့မနေ့အစောပိုင်းကဖြစ်ပွားခဲ့တာပါအဲ့ဒီဖြစ်စဉ်ကတော့အလုံးမြွတ်နဲ့စင်မစစ်ကမ်းမတိုင်မှာနိုင်ငံဆောင်နေတဲ့ပြည်သူတွေကိုမနက်6နာရီကျော်လောက်မှာနက်ကလကနေပြန်လာတဲ့ဇုံတွဲမောင်းလာတဲ့အဖြူရောင်ကက်ဒီနာအင်စီကားကဝင်တိုက်လိုက်ရမှာတော့ဗီဒီယိုမန်တန်းထဲမှာမြင်တွေ့ရတဲ့အချိန်တိုက်ခိုက်ရတဲ့ပြည်သူတွေဟာလေပေါ်မြောက်တက်သွားတဲ့သူတွေနဲ့လွစ်စင်သွားတဲ့သူတွေနဲ့အရှိန်ဟုန်ပြင်းပြင်းနဲ့ကိုဝင်တိုက်သွားတာတွေ့ရပြီအဲ့ဒီကားဟာလူတွေအပြင်ရက်ထားတဲ့ကားစီးကိုပါမှောက်သွားတဲ့အထိတိုက်လိုက်တာကိုလည်းတွေ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ် အဲ့ဒီဖြစ်စဉ်အတွင်းကတက်ခံရတဲ့ပြည်သူတွေက၄ဦးကတော့တစ်ဆုံသွားခဲ့ရပြီး၃ကအပြင်းထန်တမ်းရရထားသလိုကမ်းမောင်းလာတဲ့လူငယ်ဇုံတွေကခရိုနီတွေရဲ့တာသမီတွေဖြစ်နေကြတယ်လို့ရန်ကုန်မြို့နေပြည်သူတွေကပြောထားကြပါလေလက်ရှိမှာတော့ကမ်းမောင်းတဲ့ခရိုနီတာသမီဆိုတဲ့သူတွေကိုအလုံမြို့မှာ yes ကမ်းမှာဖမ်းဆီးထားတယ်လို့လည်းသိကြပြီးအသေးစိတ်အခြေအနေကိုဘာမှမသိရတော့သလိုတစ်ဆုံသူပြည်သူ၄ဦးရဲ့နာရေးကိစ္စသာပြီးသွားတယ်ဒဇုံတရားတာဝန်ယူတာမျိုးလည်းဘာမှမရှိပဲ ဖြစ်ချင်းတိုင်းကိုဖြစ်နေကြပြီလို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တဖက်မှာတော့မြန်မာနိုင်ငံမှာ online live စိတ်နဲ့ Facebook လူမှုကွန်ရက်အခြေခံနဲ့စီးပွားရေးလုပ်ငန်းတွေအတွက် VPN service provider တွေထူထောင်ခွင့်ပေးဖို့ YMS CCI ကစစ်ကောင်စီကိုတင်ပြထားရပြန်တယ်လို့ YMS CCI ရဲ့အလုံးမှုဆောင်စီးပွားရေးသမားတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်တွေတုံးလို့မရအောင်အကြမ်းဖက်စစ်ကောင်စီကပိတ်ပင်ထားတဲ့အတွက်ပြည်သူတွေက VPN ဖွင့်ပြီးအသုံးပြုနေရတဲ့အချိန်မှာ အခုတက VPN ကိုပါထပ်ပြီးပိတ်ပင်ဖို့လှုပ်လာနေတဲ့အတွက်စီးပွားရေးလုပ်ငန်းတွေမှာလူမှုကွန်ရက်ဆက်သုံးလို့ရအောင်တရားဝင်မှတ်ပုံတင်ထားတဲ့ VPN တွေကိုထူထောင်ခွင့်ပေးဖို့ UMCCI ကစစ်ကောင်စီကိုတင်ပြထားရတယ်ဆိုပြီး UMCCI ရဲ့အလုံးမှုဆောင်စီးပွားရေးသမားတို့ကပြောထားပါတယ်အကယ်၍ UMCCI ရဲ့တောင်းဆိုမှုအောင်မြင်ရေးကိုပိုင် VPN တွေထူထောင်ပြီးစစ်ကောင်စီကိုအသုံးပြုခွင့်ရဖို့မှတ်ပုံတင်ရမှာဖြစ်တယ်အဲဒီကမှတဆင့်ပြည်သူတွေကိုအသုံးပြုလို့ရမဲ့ VPN တွေပြန်လည်ရောင်းချနိုင်မှာဖြစ်ပြီး အဲ့တော့မှသာ Facebook လူမှုကွန်ရက်ကနေတဆင့်အယောင်ဝယ်တွေလုပ်တဲ့စီးပွားရေးလုပ်ငန်းတွေလည်းဆက်လက်လည်ပတ်နိုင်မဲ့အခြေအနေဖြစ်နေတယ်လို့လည်း UMS ဆိုင်ရဲ့အလုပ်မှုဆောင်စီးပွားရေးသမားတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ Thank you.